းထားတာပဲပတ်စံပေးပြီးတက်တာဖြစ်တဲ့အတွက်ငါကလုတ်ချင်သလိုလုတ်မယ်ပြောချင်သလိုပြောမယ်လိုက်နာခြင်းလိုက်နာမယ်မလိုက်နာခြင်းမလိုက်နာဘူးငါကမယိုင်းချင်သလိုမယိုင်းမယ်အင်းပေါ်မှာတက်ပြီးမမိုက်ရိုင်းရိုင်းမိမဆုံးမဖတ်မဆုံးမပုံစံမျိုးနဲ့ဆက်ဆံမယ်ပြောဆိုမယ်တန်းတော်ကနေအလုတ်ထွက်ပြီးတော့ညီမတွေကိုရောက်တယ် ရှမ်းကုန်ကိုရောက်တယ်ရောက်ပြီးတော့ညီမဦးလေးတိုက်ခမ်းမှာခဏနေပြီးတော့မှသူ့တင်နှန်းဖွင့်မဲ့ရက်ကိုစောင့်တယ်တပတ်နေလည်းမဖွင့်ညီမရောက်နှစ်ပတ်နေလည်းမဖွင့်သုံးပတ်နေလည်းမဖွင့်ညီမပြောတယ်အမရေတင်နှန်းမဖွင့်သေးဘူးလားမေးတဲ့အချိန်မှာတခြားတင်နှန်းသူတွေစောင့်နေလို့ပါတင်နှန်းကလူနည်းစုပဲဖွင့်မှာမဟုတ်လို့လင်းငါရောက်ပဲဖွင့်မှာမဟုတ်လို့တခြားတင်နှန်းတွေလမ်းဖြည့်အစီအမပြေလို့ညီမလေးရအားနာပါတယ်စောင့်ပေးပါအောင်ဆိုတလနဲ့တပတ်တိတိစောင့်ပေးခဲ့တယ်အားလုံးပဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရစေညီမကုတင်ဆက်ပြီးမဗီဒီယိုလေးကတော့နိုင်ပေါ်မှာဘွဲဖြစ်နေတဲ့ Make up artist Sinu နဲ့တင်နှန်းသူတွေရဲ့အကြောင်းပဲဖြစ်ပါရစေဒီတင်နှန်းသူတွေကဒီ Make up artist Sinu ကို လိုင်းပေါ်မှာတူရဲဗီဒီယိုလေးရောင်းတဆင်အရန်အားကြပြီးတော့တင်တန်းတော့တတ်ခဲ့တာလည်းနော်တကယ်လက်တွေ့သွားပြီးတော့တတ်တဲ့ချိန်မှာလိုင်းပေါ်မှာတင်ထားတဲ့ဗီဒီယိုလိုမျိုးမဟုတ်ပဲတင်တန်းတို့ကိုလည်းဂရုတစိုက်တင်ကြပေးမှုမရှိဘူးဆိုပြီးတော့ပြောထားတယ်ရှင်နောက်ထပ်သူ့တို့လူမျိုးတွေလည်းဒီ make up artist တို့နားမှာသွားတင်လို့ရှင်အလင်ခံတိမှာဆိုလို့သူကပြန်လဲပြောပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ကြည့်ရှုတဲ့လူတွေအနေနဲ့လည်းအားလုံးသိထားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုညီမနဲ့တူတူကြည့်လိုက်ရအောင်နော်ချိန်ကိုလေးစားရဲဆရာသမားရဲ့စုဆုံးမှုအောင်အရှင်ထဲမှာထားပြီးတော့ စူးစားတယ်ယူတာတယ်တကယ်ကိုတက်မြောက်ခြင်းနဲ့ကလေးဖြစ်တဲ့အတွက်အမကအပြည့်အဝကို supporting ပေးပါတယ်ငါကပတ်စံပေးထားတာပဲပတ်စံပေးပြီးတက်တာဖြစ်တဲ့အတွက်ဒီတင်နန်းမှာငါကလုတ်ချင်သလိုလုတ်မယ်ပြောချင်သလိုပြောမယ်ဆိုချင်သလိုဆိုမယ်လာချင်တဲ့အချိန်လာမယ်စီကန်းကိုလိုက်နာချင်လိုက်နာမယ်မလိုက်နာချင်မလိုက်နာဘူးငါကမယိုင်းချင်သလိုမယိုင်းမယ် ပြီးရင်တော့အခွင့်ရေးတောင်းမယ်သူမပေးခဲ့ဘူးဆိုရင်တော့ငါကလိုင်းပေါ်မှာတက်ပြီးမမိုက်ရှိုင်းရှိုင်းမိမဆုံးမဖတ်မဆုံးမပုံစံမျိုးနဲ့ဆက်ဆံမယ်ပြောဆိုမယ် personal အစ attack လုပ်မယ်ဆိုရင်တော့အမတင်နံမှာလာလို့လို့မရအောင်တင်နန်းသူလို့လည်းမတတ်မှတ်ဘူးဒီမှာအဲ့လိုမျိုးအချိုးမျိုးလဲလာချိုးလို့မရတယ်မရိုင်းသေးရဲ့ မတောင်းမှန်နိုင်တဲ့အပြင်အခွင့်ရေးတွေမတောင်းမှန်နိုင်လို့ကိုယ့်ရဲ့ဇယိုက်ကြောင့်ကိုယ့်ရဲ့အပြောအဆိုပြုမှုကြောင့်ဒီအခွင့်ရေးတွေမရတော့ပါဘူးဆိုပြီးတော့ပြောတာတေချာသွားတဲ့အတော့ line ပေါ်မှာ attention ကိုရတဲ့နှီးနဲ့ရတဲ့ပုံစံမျိုးနဲ့ attention ချရဲ personal attack လုပ်တယ်ဟုတ်တာတွေမဟုတ်တာတွေကိုရုပ်ရုပ်မှမှကောက်ကောက်ကြစ်ကြစ်လုပ်ပြီးတော့ ပြောတယ်။သူပြောထားတဲ့စကားထဲမှာညီမကငါပတ်စံပေးပြီးတော့တင်းတန်းတက်တာပဲငါပတ်စံပေးထားတာပဲငါလှုပ်ချင်တယ်လို့လုပ်မယ်ငါပြောချင်တယ်လို့ပြောမယ်စီကံမလိုက်နာခြင်းမလိုက်နာဘူးငါလာခြင်းနဲ့ချင်းလာမယ်ညီမကတင်းတန်းကိုမထီမြင့်မြင့်လုပ်တယ်စီကံလည်းမလိုက်နာဘူးအချိန်လည်းမလေးစားဘူးဆိုပြီးတော့သူပြောထားတယ်ညီမဘက်ကိုပြန်ပြီးတော့အဖြစ်ရှာထားပါတော့နော်အဲ့ဒီစကားပြောမယ်ညီမသူ့စီမှာတင်းတန်းတက်မယ်ဆိုပြီးတော့အပ်တာဒီညီမ၈လပိုင်းမှာတက်မယ်လို့အပ်တာသူပြောတာလေ၈လပိုင်းမှာ new batch ဖွင့်ဖို့ရှိပါတယ် promotion ရှိလို့အမြန်အထားကြနော်ဆိုလို့ညီမ9လပိုင်းမှာပဲတိုင်းတုံမှာပဲရှိသေးတဲ့အချိန်မှာညီမသူ့စီကို ဆရာငါးသိန်းလွှဲပြီးတော့ညီမတင်တဲ့အပ်တယ်ရှစ်လပိုင်းမှာတက်ရမှာပဲဆိုပြီးတော့ညီမခုနှစ်လပိုင်းကုန်မှာကျန်းတော်ကနေအလုပ်ထွက်ပြီးတော့ညီမဒီကိုရောက်ခဲ့ ရန်ကုန်ကိုရောက်တယ်ရောက်ပြီးတော့ညီမဦးလေးတိုက်ခမ်းမှာခဏနေပြီးတော့မှသူ့တင်နန်းဖွင့်မဲ့ရက်ကိုစောင့်တယ်တပတ်နေလည်းမဖွင့်ညီမရောက်နှစ်ပတ်နေလည်းမဖွင့်သုံးပတ်နေမဖွင့်ညီမပြောတယ်အမရေတင်နန်းမဖွင့်သေးဘူးလားမေးတဲ့အချိန်မှာတခြားတင်နန်းသူတွေစောင့်နေလို့ပါတင်နန်းကလူနည်းစုပဲဖွင့်မှာမဟုတ်လို့၄၅ရောက်ပဲဖွင့်မှာမဟုတ်လို့တခြားတင်နန်းတွေလမ်းကြီးအစီမပြေလို့ညီမလေးရအားနာပါတယ်စောင့်ပေးပါအောင်ဆိုပြီးတလတ်နဲ့တပတ်တိတိစောင့်ပေးခဲ့တဲ့အဲ့ချိန်မှာညီမနေစိစားစိတ်ကြီးအရန်ကုန်တယ်အဲ့ချိန်မှာမတက်တာတော့တဲ့အဆုံးသူတို့တွေဘာပြောလဲဆိုတော့ညီမကသူတို့တာခဏခဏပုံညာပုံညာလောက်လို့ညီမဘယ်လိုစီစဉ်ထားလဲဆိုတော့အဲ့ဒီကနေတိုင်းတုံကနေရှမ်းကုန်းကိုဝင်မယ်ရှစ်လပိုင်းကိုတင်းတန်းတက်မယ်ပြီးရင်မန္တလေးကိုပြန်ပြီးတော့ဆယ်လပိုင်းလေးကိုညီမ ာចောင်းတက်မယ်ဆိုပြီးညီမဆီစဉ်ထားတာညီမအချိန်နေနဲ့အကုန်လုံးတခါတည်းအဆီစဉ်လောက်ထားပြီးဒါចောင်းနေလဲအထားပြီးဒါအလုတ်ကိုလည်းတခါတည်းထွက်လာခဲ့ပြီးဒါအပီးကိုထွက်လာတာအလုတ်ကိုလည်းခွင့်လို့မပြောဘဲနဲ့ညီမအပီးထွက်လာတယ်ဆိုပြီးတော့ထွက်လာခဲ့ထွက်လာခဲ့ပြီးတော့ဒီလဲရောက်တော့ကြမှာသူကအချိန်နေဆွဲနောက်ထပ်တင်တန်းသူကိုစောင့်တကယ်တော့နေရလာမယ်လာမယ်ဆိုပြီးတော့မဟုတ်ဘူးညီမဒါရှစ်လာပိုင်းတလာတော့အဲ့ဒီမှာရောက်နေပြီးတူတူတွေတင်တန်းသူခေါ်နေတော့မယ်ပြည့်ပြီးသွားတဲ့တင်တန်းကနောက်ထပ်တင်တန်းသူလက်ခံဖို့စီစဉ်မရှင်ထပ်ခေါ်နေကြမလို့ညီမရောက်နေပြီးတင်တန်းမခွင့်သေးတော့မခွင့်သေးလာပြောနေရတဲ့အချိန်မှာသူတို့တွေမိုင်းကြီးမှတင်ပြီးတော့တင်တန်းသူခေါ်နေတော့မယ်အဲ့တော့သူတို့တင်တန်းသူမရသေးလို့ညီမတယောက်ပဲရှိသေးလို့သူတို့တင်တန်းသူစောင့်နေတာစက်ရောင်လဲသူတို့ပြန်မအမ်းကျင်တော့ညီမအရန်နေခဏခဏသွားပြောတဲ့အခါမှာနောက်ဆုံးမတက်တာတဲ့အဆုံးတက်လာလဲကြော်လာတော့ကြ ာမတို့တို့ကိုလာပိုင်းထဲမှာကိုလာပိုင်း၈ရက်နေမှာတင်တန်းကိုတစ်ယောက်ထဲရှိလေတစ်ယောက်ထဲပဲတင်ပြလိုက်တော့မယ်ဆိုပြီးတော့ညီမကို buy one free line ပြီးဆိုပြီးတော့ရှင်းထည့်ပြီးတော့မှ basic ကိုတစ်ယောက်ချင်းတစ်ယောက်ထဲတင်တာတစ်ယောက်ထဲတင်ပြီးတော့မှတင်တဲ့အတန်းမှာလည်း line ပေါ်မှာတော့ buy one free line ပြီး class buy one free line ပြီး class ဆိုပြီးတော့တစ်ယောက်ချင်းမဟုတ်လို့ပို့ပြီးတော့အနီးကပ်ဂရုစိုက်ပေးနိုင်တယ်ပို့ပြီးတော့အာပညာပို့ပေးနိုင်တယ်ဆိုပြီးတော့ပုံစံမျိုးတွေနဲ့ပြောပြီးဒီကနေ့သွားတင်တဲ့ခါမှာတစ်ယောက်တည်းဆိုပြီးတို့လုတ်ချင်တယ်လုတ်လို့ရပါတယ်ဆိုတော့ပုံစံမျိုးနဲ့ကိုယ့်ဘက်က group line မရှိတဲ့ခါအင်းအမတောင်းတဲ့ခါတို့လုတ်ချင်တယ်လို့လုတ်ပြီးပြီးပြီးတော့တင်လို့ညီမတို့ဒီလိုတင်ရပြီးတော့အဲ့ဒီသူနဲ့ကိုယ်နဲ့ဘယ်လိုပြဿနာပဲရှိခဲ့ရှိခဲ့နော်မိဘကိုတော့ဆွဲထည့်ပြီးတော့မပြောတင်ဘူးနော် ဘိုင်ဝမ်းဆိုရင်ညီမရွေးချယ်တာမဟုတ်ဘူးဒါတို့အချိန်မလေးစားဘူးဆိုတဲ့အကြောင်းကိုပြောလို့ညီမပြောရတာเนาะ၈လပိုင်းဖွင့်မယ်ပြောတဲ့ professional class ဆိုပြီးတော့ basic to professional class ဆိုပြီးတော့ဒီလောက်တောင်မှခေါင်းစဉ်ကြီးကြတော့အကြီးတက်တင်တန်းကြီးကြီးကြတော့၄50တောင်းထားပြီးတော့မှ အချိန်တောင်မှတင်တန်းဖွင့်မယ် schedule တောင်အတိအကျမရှိဘဲနဲ့ တင်နေစားပြင်မဲ့ရက်ကိုတောင်းမှာ plan မရှိဘဲနဲ့ဘလို့အစီအစဉ်နဲ့တွန်းနေစားလဲဆိုတော့ညီမလည်းမသိဘူးအဲ့တော့တော့ကလည်းတင်နေမတက်ဘူးအခုလုံးညနာလေးကိုတခါမှတော့မမြင်ဘူးပဲနဲ့တင်နေလည်းတက်ဘူးပါလေပြင်လည်းပြင်ဘူးပါလေဆိုပြီးတော့အောက်မှာအာချောင်းပြီးတော့ဒါပြောနေတယ်သူလေးဒီလိုပြနေတာကြီး free charge ညာကိုဖြစ်ပြီးဆိုရင်တိုက်ခိုက်ခြင်းနဲ့ပြောခြင်းနဲ့မကောင်းပြောခြင်းနဲ့မကောင်းဝိုင်းပြောခြင်းနဲ့ထုံးနေခြင်းကအားကြီးပဲအဲ့တော့အစီအစဉ်အောင်ပထမဆုံးဖြည့်ပေးခဲ့ပါတယ်ထုတ်ပေးခဲ့ပါတယ်အဲ့ဒါကိုလိုင်းပေါ်တက်ပြီးတော့သင်ပေးတဲ့ဆရာမကတခုနဲ့ဆုံးမလိုက်တဲ့အခုကြာလိုင်းပေါ်တက်ပြီးမမိုက်ဆိုင်ဆိုင်ဆဲဆိုပြောဆိုရဲ့ဟာနဲ့တစ်ချက်ထဲနဲ့တင် ်စင်နန်းကနေထုတ်ခဲ့လိုက်တာဖြစ်တဲ့အတွက်စင်နန်းသူတို့မတက်မထားဖြစ်တဲ့အတွက်အမှရှင်ပြမလို့ပါဘူးတကယ်နဲ့နာသူတကယ်နဲ့နာစင်နန်းကထုတ်ပယ်လိုက်တယ်ဆိုတဲ့စကားကိုပြောမယ်စင်နန်းကနေထုတ်ပယ်လိုက်တာမဟုတ်ဘူးသူစင်နန်းကိုသွားမတက်တော့တာသွားမဖြေတော့တာသူ့စာတီဖိကိတ်ကိုမလို့ချင်လို့ယွန်လို့ကိုသွားလည်းမဖြေတော့တာမပတ်သက်ချင်တော့လို့သူ့အကြောင်းလေးအကုန်လုံးစုံသိသားပြီးအဲ့လောက်မိုင်ဆိုင်အဲ့လောက်အောက်တန်းကျအဲ့လောက်ရိုက်ဆန်နေတဲ့တွင်မပတ်သက်ချင်တော့လို့ကိုသွားမဖြေတော့တာနော်ထုတ်ပယ်လိုက်တယ်ဆိုတဲ့စကားမျိုးမပြောနဲ့မင်းတို့စီကလာမတက်တော့တာလာမဖြေတော့တာမပတ်သက်ချင်တော့လို့မင်းတို့စီမှာကြံခဲ့တဲ့ငါ Indian top ငါ Indian model ကြံဝတ်တင်မယ်ဆိုတဲ့ top ငါငါတကယ်ချင်းရဲ့ team မယူတော့တာမင်းတို့မျက်ခွက်တွေမြင်ရမှဆိုလို့လာမယူတော့တာနော် ဲ့ညံမမီရဲ့ကိစ္စလည်းရှင်းအောင်နမဲလဲအစ်စ်နေရဲလိပ်စာလဲအစ်စ်နင်းစီမန်ကကိုတိုင်ပတ်စံကြီးလာပြီးပြီးလူလုံးလိုက်ကြီးလာတတ်ပါတယ်ဆိုမှနင်းကနမဲတူတွေနဲ့နေရတူတွေနဲ့နင်းကတင်ကျင်တရလာငါ online class တက်တာမဟုတ်အပြင်မှာလာတက်မှာတော့နင်းနေရစစ်မန်ကတိပြီပေါ့အဲ့ဒါထူးဆန်းလာဟမ်နောက်ပြီးတော့ငါနမဲလဲအစ်စ်လည်းမဟုတ်ဘူးနေရဲလိပ်စာလဲအစ်စ်မဟုတ်ဘူးငါကမန္တလေးမှာနေတာမန္တလေးမှာနေတာရောက်ပြန်မှာရှိတယ်ငါကရန်ကုန်မှာဦးလေးတိုက်ခန်းမှာလာတက်တာဦးလေးတိုက်ခန်းလဲလှိုင်မှာရှိလို့လှိုင်မှာလို့ပြောတာငါအိုက်ထပ်ပို့ပြီးရက်ခွက်အမှတ်တွေအိမ်နံပါတ်တွေအခန်းနံပါတ်တွေနဲ့နင်းကငါတို့ရမှာလားနင်းကငါ့ကိုအိမ်တိုင်းလာရောက်လာတင်မိမှာမဟုတ်လို့လား တော့ငါနာမည်ကအစကနေကညိုစိတ်เนาะ၁၀တန်းပြီးလို့၁၀တန်းပြီးလို့အကြောင်းစာတက်တော်မင်း Facebook စာတော်မင်းဆိုကနေကငါငါတိုက်လို့ငါငါပေးထားတာငါငါပေးထားတာအဲ့အဲ့နာမည်နဲ့ပဲငါ့ကိုတလျှောက်လုံးအကြောင်းစာတွေဆိုလည်းငါ့ကိုညိုစိတ်မသိအခုဆိုအိမ်ရသူတွေကအစအမျိုးရသအကောင်လုံးညိုစိတ်မသိသစင်ထွန်းဆိုနေငါနာမည်ရသစင်ထွန်းเนาะအခုတိလိုက်မလားအေးအဲ့သစင်ထွန်းဆိုနေနာမည်တော့မပြောလိုက်လို့ရှင်တော့ရုံတိုင်းဟိုးရင်နေတည်းကလေးကနေတည်းတွေလောက်ခဲတိတော့တာเนาะကလေးနေခင်တဲ့အခုသူတွေကိုသစင်ထွန်းလို့တော့ပြမသိလို့ငါငါညိုစိတ်နာမည်နဲ့ပဲငါငါသုံးတာငါငါငါမိကအတက်ဖြစ်ပြီဆိုလို့ရှင်လည်းငါငါအဲ့ညိုနာမည်နဲ့ပဲသွားမှာမလို့ငါငါညိုစိတ်မလို့ညိုစိတ်ကိုပြောတာလीညိုလည်းငါသစင်ထွန်းလို့ပြောထားတယ်ငါဟာနေလို့အာယုံမထားပဲနေငါစင်အာယုံမှာနေတော့ပတ်ဆိုင်ရရင်ပြီးတော့ကျန်တာတက်ပြီးတော့အဲ့လောက်ကြည့်ခင်ယူဆိုင်တယ်ဟာမို့အဲ့လောက်ခင်ကနေကိုနေစဉ်းစားကြည့်လိုက်တင်းတန်းသူ ပေါ့ဘယ်လောက်ကြီးကြီးခယူးဆိုင်လဲဆိုတော့ငါနာမည်အရင်ကအစားပြောပြတယ်သစင်ထွန်းလို့ အဲ့နမေနမေအရှင်ကသစင်ထုံလို့ဒါမဲ့မျိုးစိတ်မဲ့အခေါများလို့ဆိုပြီးငါနေလို့ငါအဲ့ကနေပြပြတယ်เนาะအကုန်လုံးမျိုးစိတ်ဆိုအကုန်ပြီးတယ်เนาะเนาะပြောလိုက်ငါနမေတို့နဲ့တောင်ငါ့ကိုကြားဖျန်နေစဉ်းစားလို့တောင်မရအောင်ငါဟုတ်ကဲ့ငါနမေတို့တွေလိပ်စာတွေ့နေလားတက်ပြီးငါနေစရာရှိရသွားလေငါနေစရာနေစရာအများကြီးငါရသွားအကျိုးမြတ်တွေရန်ရသွားဆိုတော့ပညာတော်ပြပြပွားပါလုံးလုံးတော့မတင်ပြပေးနဲ့စေတနာမပါပြပြရောတင်ထားပြီးတော့မင်းကိုကြားဖျန်ဆိုတာမင်းကိုလေအဲ့လိုနမေလိန်နာတွေလိပ်စာလိန်နာတွေပြောတာမဟုတ်ဘူးကြားဖျန်ဆိုတဲ့တင်ဟိုစကလုံးလည်းနားလည်အောင်လုပ်အောင်เนาะလိန်နေစာတင်နေတဲ့ဒီလောက်ဒီလောက်ယူထားတယ်ဒီလိုတွေပေးပါမယ်ဒီလိုကယူဆိုင်မှုတွေပေးပါမယ်ဒီလိုတွေတက်အောင်စီတင်ပေးပါမယ်ဘလို့ professional ဖြစ်တဲ့ဒီ frame ပေးပါမယ်ပြောပြီးတော့တကယ်လည်းတင်နေချင်းသွင်းပြီးသွားရောအဲ့စကလုံးတွေကိုငါ့ရဲ့ anonymous နဲ့တင်လိုက်တဲ့ post လေးတစ်ခုကြောင့်မလို့တာဝန်မယူနိုင်ပါဘူးဆိုပြီးတော့ပြီးပြီးရခေါင်းရှောင်ပြီးတော့ဟမ်လက်တလုံးချစကားကိုပြောပြီးဖြောင်းလိန်ဖြောင်းစားတက်လို့နင်တို့ကိုလိန်လို့အဲ့လိုလိန်လို့နင်တို့ကိုကြားဖြန်လို့ပြောတာလေအဲ့ဒါကြားဖြန်မယ်လေနင်တို့လိန်လာပဲလေဟမ်အဆန်တွေကိုလိန်ယူလာပဲလေတနည်းအားဖြင့်လိန်ယူလာပဲလေအဲ့ဒါပဲလေငါ350နဲ့တန်နေပညာရေးရှင်ဘာရလဲစပင်တောင်မှလာဆောင်စန်းလုံးကတော့စပင်ပါတယ်ဆိုပြီးတော့တင်နန်းလာတက်ပြီးမှဘိုင်ဝမ်ဖြစ်သွားလို့ဘိုင်ဝမ်ဖြစ်သွားလို့ငါတင်းလေးရှော့ပေးထားလို့ဘရက်ဆက်လေးလက်ဆောင်ပေးထားလို့ စပင်းမပါတော့ဆိုရောဖြုတ်ချပြတာဘူးတယ်လေကောင်းမလေးနော်အဲ့ကနေကစဉ်းစားနေနင်းလုတ်ပုံနေထုတ်နေလို့လားမှန်နေလို့လားနင်းငါ့ကိုလာပြီးအလိုမျိုးတွေလာပြီးတော့မလေးပြောနေဆိုနေရအောင်လေမိုက်မိတ်ရိုင်းရိုင်းနေပါလိမ့်မင်းတို့အရင်မိုက်ရိုင်းလုံငါမိုက်ရိုင်းနေနော်ပြီးတော့ငါအဲ့အတူပြောက်ဝတ်တယ်ဆိုတဲ့ကိစ္စပြရနော်ဂျာတီဥတုနေတယ်အဲ့လောက်ကတော့ဟိုအဲ့လောက်ကြီးကြီးလုံလုံချုံချုံအကုန်လုံး လိုက်ဖို့မနေနိုင်ဘူးတိလာနော်ကိုကကိုခင်းနေနေကိုကိုပေါင်းလို့ပေါ့ပေါ့ပါပါဖြစ်တဲ့ဟာကို comfortable ဖြစ်တဲ့ဟာကိုနဲ့တော့တက်တက်ကိုကိုကြိုက်တာကိုကိုဝယ်ပိုင်ဝင်ရှိရင်လည်းအဲ့လောက်ကတော့ပြီးတော့ဟိုငါ vampire နဲ့လာရတဲ့သူငါ fantasy ကိုငါတိတယ်တိတော့အဲ့လောက်ကြည့်ကိုအနေကိုဖိတ်ခေါ်တဲ့ပုံစံနဲ့တော့ပြူးထွက်တစ်ထွက်ပေါ်ရော်နေတဲ့ဟာဒီအောက်ဆက်လုပ်နေတဲ့ဒီဇိုင်းကိုငါနေလို့စီဝယ်မလာတော့အားကြီးဟော့ဟော့ရန်ရန်ဘာသာကလပ်တဲ့ပုံစံမျိုးဖြစ်လဲငါဝင်လာတဲ့ရက်ဆိုလည်းမရှိဘူးငါ တက်ချွဲဖြစ်တဲ့ပုံစံလေးတွေပဲငါကငါအဆင်ပြေရလေးနဲ့ငါကငါမီနီစကလေးတွေပါလေးတော့ပေးပါလေးဝတ်တယ်ဒီလောက်ပဲလူမြင်လည်းအဲ့လောက်ကြီးဒီရှိုင်းမနေမင်းတို့အဲ့လောက်ပုံကြီးချဲ့ပြီးတော့ငါ့ကို PTV ရလာစေးချောင်းနေလာလေးစော်ကမိမဆုံးမဖမဆုံးမလို့ပဲငါ့အမရဆုံးမလေးတခုခုဖြစ်ရင်တောင်းမှအမြဲတမ်းငါ့ကိုပဲတားတယ်တစ်ဖက်ကမှားနေအောင်တောင်းမှသူ့ဘက်ကတအားမလိုမှုဆိုရင်တော်ပါတော့တမီးတော်ပါတော့ဆိုပြီးတော့အမေအမြဲတမ်းငါ့ကိုတားတယ်ငါ့ကိုလည်းစုတယ်အဲ့လိုတွေလုပ်ရင်တိုင်းဒီအခုကိစ္စမှာအမေငါ့ကိုအားပေးအားမြောက်နေလို့မင်းကိုတအားကိုရှင်နေလို့ငါ့မိကိုယ်တိုင်းကွာကွာညပေးရတော့မဟုတ်ပြီမယ်အခုကိစ္စမှာငါ့မိငါ့ကိုဘာမှမပြောငါစိတ်ကြိုက်လို့ပိုင်ခွင့်ပေးထားတယ်ဘယ်ထိသွားမှလဲသွားနော်အဲ့ဒါကြောင့်မလို့အခု ညှိပေးရဆိုတဲ့ကိစ္စသူတို့ခေါ်ပြီးတော့ညှိပေးပါတယ်ဆိုတဲ့ကိစ္စအဲ့ဒီညှိပေးရဆိုတဲ့ခေါင်းစဉ်အောက်မှာတင်တောင်းမှပဲညှိပေးတဲ့အကြောင်းကတခုမှပါမနေဘူးရောက်တာရောက်သွားတယ်အဲ့ဒီကိုတာရောက်သွားတယ်တောက်လျှောက်သူတို့ဘယ်လိုကောင်းပါလဲဒီဘယ်လိုကောင်းကြောင်းတွေပဲတောက်လျှောက်ပြောသွားပြီးတော့တာဝန်မယူနိုင်မှုစကားတွေပဲတောက်လျှောက်တွတ်သွားပြီးတော့မှတောက်လျှောက်တွတ်သွားပြီးတော့မှစကားကိုပြီးပြီးရောပြောတယ် သူတို့ခေါ်ညှိပေးရဆိုတဲ့စကားကိုပြောမယ်သူတို့ခေါ်ညှိရကိုရတာညီမအစဉ်ပြေဖို့အတွက်ညီမအတွက်ကြည့်ပြီးတော့ညှိပေးရမျိုးမဟုတ်ဘဲနဲ့ညီမရဲ့ anonymous နဲ့တင်တဲ့ post အောက်မှာ comment အများများတာကိုသူညှိသွားပြီးတော့မှအဲ့ဒီ comment တွေမှာ blacklist တင်ဖို့တွေပါတယ်ပါပြောတဲ့ post တွေ comment တွေတွေ့တဲ့အခါကျတော့ညီမကလည်း blacklist တင်မယ်လို့ပြောထားတဲ့အတွက် anonymous နဲ့တင်ထားတယ်ညီမရဲ့ post ကိုသူတို့တွေ့သွားတဲ့အချိန်မှာညီမကအဲ့ဒီ post ရဲ့ comment တွေမှာ anonymous နဲ့ပဲတကယ်လို့ညှိကြည့်လို့မှအဆင်မပြေလို့တင်တဲ့ဘက်ကလေးထပ်လွန်လာရင်ညီမ blacklist တင်မှာပါလို့ညီမရေးထားတဲ့စာကိုတွေ့သွားပြီးတော့မှသူ့ယောက်ျားက မျိုးစိမ့် comment တွေမှာ blacklist တင်မယ်ဆိုတဲ့စာတွေ့ရင်တင်လိုက်ပါစမျှော်နေမယ်ရမ်းစိတ်ဝင်စားတယ်သိချင်နေပြီတင်လိုက်ပါဘသူပို့နစ်နာမလဲဆိုတာကိုမျိုးစိမ့်နဲ့ကြည့်လိုက်ဆိုပြီးတော့အဲ့ဒီညညီမကို challenge ခေါ်တဲ့ပုံစံနဲ့ meeting ခေါ်ရဲဆိုပြီးတော့အဲ့လိုမျိုးပြောတာပါသူတို့ဘက်ကဘာမှလုံးမပေးနိုင်ဘူးတင်စင်တပတ်ဆိုရင်တင်လိုက်ဘသူကိုနဲ့နာမလဲကြည်လိုက်သူတို့တို့ကဒီလိုပွဲဖြစ်သွားတဲ့ခဏလေးအတွင်မဲ့သူတို့တွေကအဲအချိန်တန်ဖြစ် လွယ်ဘူးနော်ပညာတစ်ခုတော့တင့်နေဆိုတာလဲကုပ္ပစံကုန်ခံပြီးမှတင့်နေဆိုပေမဲ့လည်းတစ်ဖက်နဲ့တစ်ဖက်အဆင်မပြေဘလို့မကိုရှေ့ဆက်မသွားနိုင်ကြအောင်နော်ပြီးသွားရင်ပြီးသွားမှာပြီးသွားရင်ဒါပြောမယ်ဆိုတော့သူကရှေးထူနေတာပေါ့နော်ရှင်ကလည်းဒီလိုမျိုးတွေတောက်လျှောက်ပဲတွေ့တယ်ဒီလိုတွေပွဲတွေခဏခဏဖြစ်နေတာတော်တော်လေးအဲ့လိုအဲ့လိုဖြစ်ထားတာဆိုတော့အဒါကပြီးရင်ညီမကဒီတင်နေကနေ ထွက်တာဖြစ်တဲ့အတွက်ညီမကအဲ့လိုတင်ညီမဘက်မှာပဲ risk ပုံများမယ်ညီမကပဲပို့ပြီးတော့နစ်နာမယ်ဆိုပြီးတော့လှုပ်လိုက်ဆိုပြီးတော့စိန်ခေါ်လို့ညီမကလည်းဘာမှမငဲတဲ့အတွက်ကိုလိုမျိုးနောက်ထပ်လူတွေမခံရဘူးသူတို့တွေထပ်ပြီးတော့လိန်စားလို့မရတော့ဘူးဆိုရင်ပဲ SNP ရယ်ဆိုပြီးတော့ညီမအကုန်လုံးကိုရှင်းပြီးတော့ကိုညီမတင်လိုက်တာညီမသူနဲ့ပွဲလိန်လိုက်တဲ့တောက်ရှောက်မှာညီမလက်ရအစင်ပြေရဲ့အတွက်သူလည်းနာမည်ရတယ် ညီမပထမဆုံးသူ့နဲ့အပြင်ပွဲလိမ့်လိုက်တဲ့အခါမှာညီမညီမကန်ရတဲ့ client တွေကညီမလိမ့်နဲ့လုတ်ကိုကြိုက်တယ်ညီမလိမ့်နဲ့လုတ်ကိုကြိုက်တယ်ညီမဖုန်းနံပါတ်ကိုတော့တောင်းနေညီမသူ့ကိုကြော်ပြီးတော့ဘာမှမလုပ်ခဲ့ဘူးဘာမှမပေးခဲ့ဘူးညီမဘက်ကအဲ့လောက်ကြီးဆက်ရဆိုပြီးတော့သူ့တောင်းငါ့ကိုတွေးကြုံရစီချင်းလို့ခေါ်လာတာပဲဆိုညီမဘက်ကအဲ့ဒီလေးစီဆောင်ခဲ့တယ်ညီမကြောင့်နာမည်ပြတ်ခဲ့ရတာမျိုးသူမှမရှိဘူးအဲ့တော့ညီမကတကယ်လို့ဒီမှာပြီးသွားပြီဆိုရင်ဝဲရီလိမ့်လာညီမကဝဲတင်လက်ခံထားရဟုတ်တယ်သူတို့တမီးတိညီမအကိုရဲ့ညီမအကိုရဲ့ဦးလာဆောင်မှာသူတို့တမီးကိုညီမကိုလည်းမင်းပေးခဲ့တာအဆင်ပြေတယ်လို့လည်းအကောင်ကပြောကြတယ်အဲ့ ဒါပေမဲ့ညီမအဲ့လိုမျိုးနဲ့ဒီလောက်နဲ့သူ့စီကနေလောက်စားလို့ရတာဆိုရတယ်ဒါပေမဲ့ညီမကလောက်စားရုံတက်လိုက်ရုံဒီလိမ့်တက်ရုံလောက်လေးနေညီမကတွေးထားပြီးတော့မျှော်လင့်ထားပြီးတော့လာတက်တာမဟုတ်ဘူးဒီလောက်ကြီးရှိ350လောက်ကြီးပေးပြီးသူ့စီကိုလာတက်တယ်ဆိုတာမိတ်ကက်လေးလိမ့်တက်သွားရုံပြင်တက်သွားရုံကက်စတမာတယောက်ကိုပြင်နိုင်ပြီဆိုတဲ့လောက်အဆင့်ထိပဲရောက်ကိုညီမလာတက်တာမဟုတ်ဘူးသူတို့ပြောတဲ့အတိုင်း basic ကနေ professional ကိုလုံးဝ pro ကြတဲ့အချိန်တေချာသူတို့ဘက်ကနေ train ပြီးတော့ကောင်းကောင်းမွန်မွန်တေချာတောင်းဝင်ယူပြီးလုပ်ပေးမှာပါပြီးပြီးတော့မပစ်ထားပါဘူးဆိုလို့ညီမကသူတို့ရဲ့ marketing skill လဲကောင်းလို့သူတို့ဘက်ကိုပါပြီးညီမဒီလောက်ပေးပြီးတော့ဒီသင်တန်းကိုတက်ထားတယ်။ညီမပတ်စံပြီးပြီးတက်လို့လုံချင်တာလုပ်ရတယ်ဆိုတော့လုံချင်တာလုပ်မယ်ဆိုတော့ငွေစကားညီမပြောရမှာမဟုတ်ဘူး။ညီမဒီကိုပေးထားတဲ့တန်ရာတန်ချေးနဲ့ပြန်ရတဲ့ service နဲ့လုံးဝကိုက်ညီမနေတဲ့အတွက်မခံမရက်နိုင်ဖြစ်လို့ညီမဘက်ကဒါအိမ်မရလုပ်ပိုင်ခွင့်เนาะပစ္စည်းတစ်ခုကိုပဲဖြစ်ဖြစ်စိုင်းတစ်ဆိုင်ကိုသွားရတာပဲဖြစ်ဖြစ်ကို service မကြိုက်တာမျိုး PC quality မကြိုက်တာမျိုးဆိုရင် complaint တက်ပိုင်ခွင့်ရှိရတယ်ဒါကဒါလူခွင့်ရေးလေဒါကိုကတကယ်ခံလိုက်ရတာယူဒီလိုပဲရင်းကုန်နှုတ်ပိတ်ခြင်းနဲ့အဲငါဒီလိုမျိုးဆိုရင်ငါတို့အခက်ခဲသွားလိမ့်မယ်ငါနောက်ထပ်ဒီဟာနဲ့ထပ်ပြီးအတမွေးလို့မရဘူးဖြစ်သွားလိမ့်မယ်ငါတို့ပို့ပြီးတော့ အရှုံးများတယ်ဆိုပြီးကို့အရှုံးကပဲကို့ကြည့်ပြီးတော့အောင့်အေးပြီးတော့နေလိုက်မယ်ဆိုလို့ရှိရင်နောက်ထပ်သူတို့ထပ်ခေါ်နေတဲ့တင်တန်းတို့တွေထပ်ပြီးတော့ညီမတို့မျိုးထပ်ခိုင်းရမှာတောက်လျှောက်တင်တန်းတောက်လျှောက်မှာစိတ်တက်တွေပါတက်တာနော်စိတ်တက်တွေပါတက်တာအဲ့လောက်ထိကိုမိုက်လိုင်းစုပ်ပေးတဲ့တင်တန်းဆရာမအဲ့ဒါကြောင့်မလို့ဒီလောက်ကြီးထိတင်ရတာဘိုင်နေတက်ထားပြီးတော့ကို့တကယ်မခံရဘဲနဲ့ကို့ရဲ့တင်တန်းကြီးတွေဒီလောက်ကြီးထိဆုံရှုံခံပြီးတော့ဘသူကမှလုတ်ကျန်ပြီးတော့အမအောင်နမဲဖြစ်နေရလောက်တဲ့ထိအမအဲ့လောက်ကြီးထိရှန်းရှန်းတောင့်နေတဲ့အခြေအနေမဟုတ်ဘူးကို့အခြေအနေကိုပြန်ကြည့်ဒီလောက်ဘက်ရက်ဖြူတွေအများကြီးနဲ့တော်တော်ကိုကောင်းကောက်စရာမရှိတော့အမတိတ်ခါလေကို့အောက်ကိုကြာနေတဲ့အချိန်မှာညီမကိုညီမအမအောင်ထပ်ပြီးတော့လုတ်လို့လေ ချားမတော်နမရအစကနေပြက်ပြီးသားနော်ညီမဖြတ်တာမဟုတ်အမနမရအစကနေပြက်ပြီးသားအဲ့ညိုစိတ်ဆူတာပြောတာနော်လိုင်းပေါ်နေကြည့်ပြီးတော့အရာအလုံးမယုံသင့်ဘူးဆိုတာဒီဆောင်မလေးရတယ်အမေရန်နဲ့ပွဲရှာရတဲ့ fake account နဲ့ TikTok မှာဝင်မှတ်ထားတယ်သူ့ရဲ့သူ့ရဲ့အောက်ဆွဲတွေပဲနေမှာပါခင်ဗျာနေအတွင်းတွင်းနေကြပြီးမှန်ခန့်ရတော့မသိဘူးပွဲရှာရတဲ့စတီရင်းတွေတော့လည်းအဲ့လိုပဲတဲ့ကြောင်းကနေကလည်းဆော့ဆော့လန်းဆက်ဆက်ကျဲတဲ့သူနဲ့ပတ်သက်တဲ့တွေအဲ့လိုပွဲရှာခံရတာတဲ့မသိရင် attention ရှာပြီးတော့အဲ့လိုမျိုးပဲလုပ်နေတဲ့ပုံစံမျိုးနဲ့လူကို like စုံစမ်းထားပြီးတော့ comment မှာ fake account နဲ့ရှင်းထားတဲ့ကိစ္စလည်းပြောမှာ ကိမှာစပင်သားလောက်တယ်လေးသိန်းခွဲလောက်ပေးပြီးတော့စပင်အဲ့လောက်ဆုပ်ပြတ်တက်သွားတော့ငါဘက်ကဘာမှပြန်ပြီး complaint document မရှိဘူးလားငါပြောတယ်လေသူတို့အဲ့ဒါငါပြောပိုင်ခွင့်လေအခုမင်းတို့လည်းအဲ့လိုပဲလေငါဆိုင်လောက်ရှိုးပြီးတော့ပြန်ပေးတဲ့ပုံစံငါသိန်းအောင်တန်းအောင်ပြီးလားငါသိန်းအောင်မတန်းတဲ့ပုံစံမျိုးပြင်ညာနေပေါက်ပြက်ပြက်ပုံစံမျိုးတွေငါတင်ပြီးပြီးတော့ပုံစံတင်ပြီးတော့လာပြီးတော့ရှိုက်စားတယ်လို့ငါပြန်ပြောတယ်လေအဲ့ဒါပဲဖြစ်တယ်ငါပြောပိုင်ခွင့်ဒီခုကောင်လည်းအဲ့လိုပဲလေအဲ့အဝေးမှရှိနေရဆိုပြီးတော့အနည်းကောင်မှနဲ့ဖောက်ပြန်လို့အဲ့ဒါငါတင်းတင်းတန်းတင်းလို့အဲ့ဒါပဲအဲ့ဒါငါတင်ပိုင်အဲ့ဒါငါရေလောက်ပိုင်ခွင့်ငါရေပြောပိုင်ခွင့် အဲ့ဒီတော့ဘာဝင်တာဘာဖြစ်ချင်မလဲနိုးရီလည်းဖြစ်တာနိုးရီလည်းအဲ့လိုဖြစ်လို့ငါမဟုတ်မခံနဲ့အစကနေအကျောမခံလာမထင်းနဲ့တိတ်တိတ်မတင်နဲ့လုံးချပြင်တင်နေငါရှက်ခါလေးတွေ့လား အေးငားတာအေးငားပွဲရှာမှာဖြစ်နေဖြစ်နေပြီအရှင်ကလေးကအဲ့လိုပဲငားငားလာထင်မရှာဘူးငားတိတိတင်ငားလုံးကြည့်ပြန်တယ်မှာပွဲရှာတဲ့ယောဂရှိတယ်အဲ့တော့ရှောင်းနင်တို့ကမရှောင်းနင်နဲ့ငါ့ကိုမှအဲ့လိုမျိုးလာလုတာဆိုနင်တို့ကန်ဆိုးတာနင်တို့ကန်ဆိုးတာခံနင်တို့ထိုင်နေနင်တို့ကန်ငါ့ကိုလာထင်တော့ငါနဲ့ညီမှာပဲငါ့တော့လုတင်လာလောက်ရမှာပဲအဲ့ဒါငါ့ရဲ့လုတ်ကန်ဆိုးငါ့တော့လုတ်မှာပဲဒီထပ်ပို့ဆိုးလိုက်ဒီထပ်ပို့ဆက်ပြကြရှိတယ်ထပ်လုတ်လိုက်ပါတားထားတဲ့ခြေရီပေါင်းကိုကြော်မလာနဲ့ငါတိထနဲ့အတိုင်းတာကြော်သွားတင်းနန်းကလာတော့ရှောင်းနင်တို့တွေဘူပါဝါသမျှငါတောက်ရှောင်းငါတိထန်ခဲ့တယ်တင်းနန်းမပြေးတင်းပြေးဒီအခုတင်းနန်းပြေးတော့ငါလုတ်တင်လုတ်ထိုက်တာငါလုတ်တယ်ပါဖြစ်တယ် မိယောက်ျားပြောရလေနောက်ဆုံးနေ meeting meeting ထိုင်မယ်ဆိုပြီးခေါ်ရင်းရနေမိယောက်ျားပြောရလေအရှိတင်တဲ့သူတွေထဲမှာတဲ့ကိုကြီးကိုတင်အောင်မကောင်းမှလို့ပြောတဲ့သူတက်ရောက်ပဲရှိရဲဆိုရင်တောင်မားနဲ့ညှိုးဆိုင်စီထားတဲ့ခဏနဲ့ကိုကြီးကိုပါရိုက်လို့ရတယ်ပြောရမယ်အခုလာရိုက်လို့ရတယ်နင်းရောရိုက်လို့ရနင်းလည်းပါရင်ရအေးအဲ့ပြပြမင်းတို့ကြီးပြောသေးတယ်ပြီးတော့ထပ်ပြောသေးရပါတယ်အခုပြောရတဲ့ထဲမှာအလိန်စကားမပါဘူးအလိန်စကားပါရင်ကိုကြီးစသည်မအစိတ်ဖြစ်ပါသေးတယ်အေးနင်းတို့ဘွားတော်ကအစိတ်ပဲအေးငါ့ကိုလာထိလေဒီလိုမျိုးတွေဆက်ဆန်းနေ ပြောပြောနဲ့အလုံးနဲ့မညီပဲနဲ့ပြီးတော့ဒီလိုတွေထပ်ဖြစ်တော့မှငါ့ကိုအပြစ်ပုံချရတယ်။အဲ့တော့ငါဘက်ကလည်းငါလုံးနိုင်တာအကုန်လုံးတဲ့အဆုံးထိလိုက်မှာ။တိုက်တဲ့ထိသွားလုံးချင်တာလုံးတိုက်တာလုံး။ငါငါတော့ဒါဒီထပ်ဒီထပ်ဆုံးချုံချာမရှိတော့ဘူးနော်။အဲ့ဒီလိုတွေလောက်ဘာလုံးမှာလဲ။ ဘာလို့ရှင်ဒီဗီဒီယိုလေးကတော့ makeup artisan တို့နဲ့တင်နန်းတင်နေတဲ့ကာလအတွင်းမှာစီမပြေမှုတွေကြောင့်တင်နန်းကာလပြီးလာတဲ့အချိန်မှာဒီ line မှာပြဿနာဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ makeup artist ကလည်းသူကပတ်စံပေးပြီးလုပ်ချင်တာလုပ်တယ်ဆိုပြီးရိုင်းဆိုင်ပြောဆိုနေလို့တင်နန်းကထုတ်လိုက်တယ်ဆိုပြီးတော့ပြောတာရှင်တင်နန်းလူလေးအနေနဲ့ကြတော့လေသူကထွက်ချင်လို့ကိုထွက်တာနော်ဒီဆရာမကောင်းလို့ဆိုပြောတာရှင်ဒါကြောင့်မို့လို့နော်ဒီဗီဒီယိုလေးကြည့်ပြီးတော့ page နဲ့ message ကဘာလဲဆိုရင် line ပေါ်ကနေကြည့်ပြီးတော့ပဲအယုံမလွယ်ချနဲ့ပါနော်ဘုံရဲ့အမြင်လေးကိုပဲကြည့်ပြီးတော့ line မလုပ်ဖို့လိုတယ်နော် ဒီတင်တန်းလူလေးอ่ะဆိုရင်လည်း line မှာတင်ထားတဲ့ video တစ်ပိုင်းတစ်စလေးတွေကိုကြည့်ပြီးတော့အဆင်ပြေမှာပဲလို့ထင်ပြီးတော့သူကသွားပြီးတော့တင်တန်းတက်လိုက်တာရှင်တကယ်လက်တွေ့ကျတော့ကိုပွဲရမြင်ထားတဲ့ဟာနဲ့မတူနေတော့ပြဿနာတွေတက်ကုန်ကြတာเนาะဒီမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင်ဒီ view လေးကိုကြည့်ပြီးတော့ကြည့်ရှုတဲ့သူတွေအနေနဲ့လည်းရာကိုမဆိုအပေါ်ရံပဲကြည့်ပြီးတော့မဆုံးဖြတ်ကြပါနဲ့နော်အခုလိုခကြည့်တယ်မှာ line ပေါ်ကမြင်ရတာကိုအဟုတ်ကြီးမှတ်ပြီးတော့ယုံမလွယ်ကြနဲ့နော်အလိန်ခံနေထိခုံကြမှာရှင်အားလုံးလည်းတည်ထားလို့ရအောင်လို့ဒီ view လေးကိုပြန်လည်ဝင်မြတ်လိုက်ခြင်းဖြစ်ပါတယ်ရှင်နောက် view လေးဒီမှာပြန်လည်ဆောင်တွေးကြမှာရှင်